မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့မြမသမိုင်းမှာနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့စင်ဖြူမရှင်အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါရှင်။ ချင်းပြူမရှင်ဟာဆိုရင်မင်းတော်မင်းတရားကြီးရဲ့မိဖုရဲ့ခေါင်းကြီးဖြစ်ပြီးတော့စုဖုရားလက်ရဲ့မဲတော်ဖြစ်ပါတယ်။ဘာကြီးတော်မင်းနဲ့နမ်မတော်မင်းတို့ရဲ့သမီးလည်းဖြစ်ပါတယ်။နမ်မတော်မင်းတို့ကိုတာယာဝတီမင်းကဥမျက်ရမှာစစ်ကြာဒေဝီမင်းသမီးကအသက်ကိုအတနာခံကမိမိအိမ်သို့ခေါ်ပြီးတော့ဆက်လျှောက်ထားခဲ့ပါတယ်။သို့ဖြစ်၍မင်းတော်မင်းနန်းတက်တဲ့အခါမှာတော့ကျေးဇူးရှင်စစ်ကြာဒေဝီမင်းသမီးကြီးကိုမထီမဲ့မြင်ပြုပြီးတော့နမ်ပလင်မော်တို့အတင်းတက်သဖြင့်နမ်မဲဆိုးဖြစ်စတင်ကြောကြားခဲ့ပါတယ်။စစ်ကြာဒေဝီမိဖုရားကြီးနဲ့ကနောင်မင်းသားတို့မရှိတော့တဲ့နောက်မှာတော့နန်း ွင်အရေးအလုံးကိုကြီးစိုးချေနေပါတယ်။မင်းတို့မရဲ့နောက်ဆုံးအချိန်များမှာလဲကင်းဝင်မင်းကြီးဦးကောင်းနဲ့ပူပေါင်းပြီးတော့အစွမ်းအစရှိသောထက်မြတ်သောနန်းလျာမင်းသားများကိုဖမ်းဆီးတုပ်တင်ပြီးသူမဩဇာတက်ရောက်နိုင်မယ်ထင်တယ်။လောင်းရှိမိဖုရားဤသာတီဘောမင်းသားကိုသမီးတော်ကြီးစုဖုရားကြီးနဲ့လက်ဆက်ပေးပြီးတော့နန်းတင်ခဲ့ပါတယ်။သို့တော့တီဘောမင်းသားဟာသမီးတော်လက်စုဖုရားလက်နဲ့ရင်ငံပြီးဖြစ်သဖြင့်နန်းတပ်ပွဲမှာစုဖုရားလက်ကတီဘောမင်းနဲ့စုဖုရားကြီးတို့ရဲ့အလဲမှာဝင်ထိုင်သဖြင့်မိဖုရားနှစ်ပါးလုံးနဲ့ကြိုင်နဲ့နန်းတပ်ပွဲ ဲဖြစ်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့စုဖရလက်ကသာတီဘောမင်းကိုချဲလဲပါတော့တယ်။ကောင်းမောင်ခင်နောင်တမိုင်းမှာတော့အဓိကဆက်ဆောင်တဦးဖြစ်တဲ့စင်ဖြူမရှင်မိဖုရားအားယလနာပူရာစရုဋ္ဌမြို့တီနန်းတီမင်းတရားကြီးဖြစ်သောဘာကြီးတော်မင်း၊စကိုင်းမင်းတရားကြီးနဲ့မိဖုရားခေါင်းကြီးရှင်မင်းနူ၊နမ်မတော်မင်းနူတို့ကမြန်မာတက္ကသိုလ်1183ခုသာမောင်းလာပြည့်ကျော်73ရက်ကြာသာပတေးနေ့မှာမနောမယထိဖြူတော်အောင်မှာမိရှုတန့်စင်ဖွားမြင်တော်မူခဲ့ပါတယ်။ငယ်အမိမှာရွှေနန်းရှင်မင်းဖြစ်ပါတယ်။ရွှေနန်းရှင်မင်းအားမွေးကင်းစ ားကပင်ဖခမဲတော်ဗာကြီးတော်မင်းတရားကြီးကစကိုင်းမျိုးနဲ့စင်ကူးမျိုးကိုလက်ဖွဲ့ပေးခဲ့သည့်အပြင်ရွှေငွေကြောက်တန်ဗရမများတို့ကိုလည်းလက်ဖွဲ့ပေးခဲ့ပါတယ်။မြတ်ပခန့်လည်းတင်စီခဲ့ပါတယ်။မန္တလေးမျိုးရတနာဘုံရွှေမျိုးတော်ကြီးကိုလက်မုံအစားပထမတီထောင်တော်မူခဲ့သောပစ္စမသင်္ခါရဏတဲ့မင်းတော်မင်းတရားကြီးနန်းတက်တဲ့အခါမှာတော့သီရိပဝရတီလောကမဟာယာစာဓိပတိဒုမာယရဏဒေဝီအလယ်နန်းမတော်မီဘုရားကြီးဖြစ်လာပါတယ်။ထို့နောက်မှာတော့1239ခုဒဇာမုံလဆုပ်6ရက်နေ့မှာတဝဲမျိုးမှာဆက်သသည် ပြီးပိရိမဟာသူပတ္တယရနာစင်ဖြူတော်မကိုမင်းနှုံမင်းကပေးသနာတော်မူသောကြောင့်စင်ဖြူမရှင်မိဖုရားကြီးလိုတွင်လာခဲ့ပါတယ်။ အလယ်နံမတော်မိဖုရားကြီးမှာသာသမိခုနှစ်ပါးထုံးငါခဲ့တော့လေငယ်ကလွန်ခဲ့သဖြင့်မိုင်းနောင်မျိုးစားစုဖုရားကြီးသူ့တိရိယရဏမင်္ဂလာဒေဝီညမတော်မြတောင်မျိုးစားစုဖုရားလံပိရိသူပတ္တာယရဏဒေဝီစုဖုရားကလေးစသောသာသမိသုံးပါးသာအဖတ်တင်ခဲ့ပါတယ်ဘဝရှင်မင်းတော်မင်းတရားကြီးကမဟေတိဒေဝီတောင်ရဆံတိရိပဝရာအတုလတိလောကမဟာဓမ္မရာဇာအဓိပတိယရဏဒေဝီဘွဲ့ခံကဒေဝီမိဖုရားခေါင်းကြီးပောစာတက်ကြတဲ့1238ခုတစားမုံလာပြေကျော်12ရက် တနင်္ဂနွေနေ့သက်တော်63နှစ်အရွယ်မှာမျက်ပြည်ဆန်တော်မူတဲ့အခါမှာနန်းတော်ကြီးတစ်ခုလုံးကိုအလယ်နန်းမိဖုရားကြီးစင်ဖြူမရှင်ဤဩဇာကရမ်းမှုလျက်ရှိပါတယ်မိဖုရားကြီးဤသမိလက်ဖြစ်သောမြတော်မျိုးစားစုဖရားလက်ကတိဘောမျိုးစားမင်းသားနဲ့ရင်ငန်ရင်ရှိကြပါတယ်ကင်းဝင်မင်းကြီးဤဆန္ဒမှာမင်းတို့မင်းရဲ့ရွာဆန်ရင်မိမိကျိုးဆွဲရာပါသည်မင်းသားသာလျင်နန်းတက်သည်ကိုလိုလားသည်ဟု အဆိုရှိလေတယ်မင်းတို့မင်းဤသားတော်များဖြစ်ကြသော30မင်းသားမခရမင်းသားညောင်ရမ်းမင်းသားတို့မှာထက်မြက်ကြပါတယ်တိဘော မင်းသားထံကြံရည်ဖန်ရည်တာကြရင်ဆွဲရမည်မဟုတ်အသက်ငယ်၍သဘောထားနှူညံသောတီဘောမင်းသားကိုသာနန်းတရင်ကင်းဝင်မင်းကြီးစင်ဖြူမရှင်မိဖုရားကြီးတို့ကရွေးချယ်ခဲ့ပါတယ်1240ပြည့်နှစ်သတင်းကြိုလာဆန်း6ရက်နေ့မှာတော့မင်းတို့မင်းကြီးနဲ့ရွာဆန်းသောအခါလာဆန်း9ရက်နေ့တွင်အသက်16နှစ်6လအရွယ်ရှိတီဘောမင်းသားအားနန်းတက်ခဲ့ပါတယ်တီဘောမင်းဟာစင်ဖြူမရှင်ရဲ့သမီးတော်သုံးမသလုံးကိုလက်ဆက်ခဲ့ပါတယ်နောက်မှာတော့စုဖုရားကြီးမှဥပိ္ပခါပြုခြင်းကိုခံခဲ့ရပါတယ်တီဘောမင်းနန်းတက်၍9လအက ာမှာနန်းရင်တော်ဥယင်တော်မှာချုပ်ထားသောမင်းတော်မင်းဤသားတော်သမီးတော်မြီးတော်ပေါင်း60တို့ကိုမြောက်တဝဲဘူရနောင်မျိုးစာ မောင်တော့၎င်းဤညီပင်းသာမျိုးစာမောင်ပြောင်းရွှေလက်ဝဲဘူမရပင်ဘူစတဲ့လက်သုံးတော်ကြီးကင်တို့ကခေါင်းဆောင်တုတ်တင်တက်ပြကြသောလုံရမှာစင်ဖြူမရှင်မိဖုရားကြီးဤစီမံကိန်းဖြစ်သည်လို့လည်းအချို့ကဆွဆွဲကြပါတယ်။ဗန်ကုန်တက္ကသိုလ်တွင်နှစ်ပေါင်းများစွာမိုင်းကတိကအဖြစ်ဆောင်ရွက်သွားခဲ့ပူသောဒီဇိုင်းဤအစိုးအဖြစ်ကကော်မင်းညီမင်းသားတို့ကိုအစုလိုက်တက်ပြခဲ့သည့်လုံရမှာ စင်ဖြူမရှင်မိဖုရားကြီးဟာနံပါတ်1တရခံမာလို့ဆွဆွင်းရင်အထောက်ထားများမပေါ်လင်ပါဟု ဆိုထားတာလည်းရှိခဲ့ပါတယ်။ပြီးပေါ်မင်းနန်းတက်တဲ့အခါမှာတော့ရောက်ခမတော့စင်ဖြူမရှင်မိဖုရားကိုအမြင့်မျိုးစီရင်စု6ဦးဆယ်ရွာရှိဘိုးတော်ဖုရားကစင်သက်ပိုင်ဆိုင်သည့်လေယာတော်နှင့်ဆက်လင်းမျိုးတလုံးမျိုးများကိုအသုံးကန်ကြွေးပေးတော်မူခဲ့ပါတယ်။အမြင့်လေးမျိုးကိုထီမိုးရင်ခံဗမော်မျိုးဝင်းတော်မျိုးတို့ကိုလည်းအသုံးကန်ကြွေးပေးတော်မူခဲ့ပါတယ်။မြန်မာနိုင်ငံဟာအင်္ဂလိပ်မြန်မာတတိယဆက်ပွဲအဆုံးအဖြတ်နှစ်ပင်1885ကို နဝင်မာလ29ရက်နေ့မှာနယ်ချက်ပြည်တခြားတို့လက်တွင်းသို့အစင်းကြောက်သွားခဲ့ပါတယ်ပြည်ပေါ်ဘရင်နဲ့မိဖုရားတို့ကိုနဝင်မာလ28ရက်နေ့ညနေမှာအချံအယံများနဲ့နမ်းမထုတ်၍သူရိယအသင်မော့ဖြင့်တင်ဆောင်က အေယာဝရီမြစ်လယ်မှာကြောက်ချထားလိုက်ပါတယ်။သီဘောဘရင်နဲ့မိဖုရားတို့ဟာရန်ကုန်တို့ဒီဇင်ဘာလ9ရက်နေ့မှာရောက်ရှိလာကြပါတယ်။ဘရင်နဲ့အတူမိဖုရားခေါင်းကြီးစုဖုရားလန်ဘုရားရမဲသိန်းစုဖုရားကလေးသမီးတော်နှစ်ပါးဖြစ်ကြသောရှင်ထိတ်ဆုမြတ်ဖုရားကြီးနဲ့အရှင်ထိတ်ဆုမြတ်ဖုရားလန်မေတော်ဆင်မဖြူရှင်မိဖုရားကြီးနဲ့သမီးတော်ကြီးမိုင်းနောင်စုဖုရားကြီးမဟာမျိုးမဟာနွယ်အပြူတော်ဆေယမိမအစီပါ90နှစ်၎င်းတို့၏ယောက်ျား9ယောက်ပေါင်း80ခန့်ပါသွားကြပါတယ်။ရန်ကုန်တို့ရောက်တဲ့အခါမှာတော့၎င်း80အနက် 60ခန့်ဟာဘရင်နဲ့အတူပြိပတ်တို့မလိုက်ရှင်ကြပါဘူးပြိပတ်တို့လိုက်ပါကြသူများမှာမိဖုရားနှစ်ပါသမီးတော်နှစ်ပါအပြိုတော်73ယောက်နဲ့ဗဒိန်ဝန်နဲ့၎င်း၏သားပေါင်း20သားရှိပါတယ်ပြိဘောဘရင်နဲ့အဖွဲ့ဟာသူရိယာတင်မော့မှာပင်လေကူတင်မော့ကင်းင်းဘော်တို့ပြောင်းရွှေ့ရင်ဒီဇင်ဘာ10ရက်နေ့မှာရန်ကုန်မှထွက်ခွာကြရာမတက်ရက်တို့ဒီဇင်ဘာ15ရက်နေ့မှာရောက်ရှိလာခဲ့ပါတယ်ပါရော်မူစင်ကသီဘောမင်းဟာတော့26နှစ်10လ25ရက်အရွယ်သားရှိပါသေးတယ်မေတော်စင်ဖြူမရှင်နဲ့သမီးတော်ကြီးကင်းဝင်မင်းကြီးမြို့တဲ့ အတွင်းဝင်နဲ့တောင်မြောင်းအတွင်းဝင်တို့မှရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။အဲဒီနောက်စင်ဖြူမရှင်မိဖုရားကြီးနဲ့သမီးတော်ကြီးမိုင်းတော်စုဖုရားကြီးအထင်းတော်အပြိုတော်ဆနှစ်ယောက်တို့ကိုကလိုက်မီသင်္ဘောဖြင့်တဝဲသို့ပို့လိုက်ပါတယ်။မတက်ရက်ရောက်တီဘောမင်းကရောက်ခမတော်စင်ဖြူမရှင်ထံမတက်ရက်သို့ထောမောစွာရောက်ခဲ့သည်။ကောင်းမွန်စွာကြိုးစိုးနေရာချထားသည်စာရေးလိုက်သည်ဟုတန်ညိုးစာပို့ခဲ့ပါတယ်။စင်ဖြူမရှင်မိဖုရားကြီးကလည်းတန်ချိုးရရှိအစ်တို့တို့ကလိုက်သင်္ဘောပေါ်မှာရောက်ရှိတဝဲဟုတီဘောမင်းထံတန်ချိုးပြန်လိုက်ပါတယ်။တဖန်ကျမ်းမာသည်သ တင့်ထန်စာပြန်ပြီးပြီဟုတမတ်တော်သီဘောမင်းထံစင်ဖြူမရှင်မိဖုရားကြီးကတန်ကြိုးထက်ရိုက်ခဲ့ပါတယ်။ဗြိတိသျှအစိုးရအနေနဲ့စင်ဖြူမရှင်မိဖုရားကြီးနဲ့တမိတော်ကြီးတို့ကိုမင်းမိဖုရားနှစ်ပါးနဲ့အတူပြည်ပသို့ထည့်ရန်သာရှိပါတယ်။မထည့်လိုက်ဘဲယခုကဲ့သို့တဝဲသို့ပို့ခြင်းမှာအကြောင်းရှိပါတယ်။ပါတော်မမူမီအချိန်လောက်ကပင်နန်းတွင်အရေးကြောင့်တမိတမတ်နဲ့ရောက်ခမတို့အကြာပြေလည်မှုမရှိကြပါဘူး။တမိတော်ကြီးမိုင်းနောင်စုဖုရားကြီးမှာစင်ဖြူမရှင်၏အစီအမံကြောင့်ပြည်ပမင်း၏တောင်နှန်းဆန်မိဖုရားခေါင်းကြီးအဖြစ်တင်မြှောက်ခြင်းခံ င်းရပါတယ်။တို့ရမှာငယ်ချစ်ဖြစ်သူစုဖရလက်ကမဟေသည်ပိသိက်ခံပွဲမှာအတူရှင်နွဲ၍ဝင်းရောက်ပိသိက်ခံခဲ့သဖြင့်မြမသမိုင်းတလျှောက်မှာတစိမ့်တစ်ခါမှမဖြစ်ဘူးသည်။ကောင်းနန်းဆန်စင်ပြိုင်မဟေသည်ပိသိက်ခံပွဲကြီးဖြစ်ပွားခဲ့ရပါတယ်။နောက်ပိုင်းမှာတော့စုဖရလက်ရဲ့စနက်ကြောင့်တီဘောမင်းနဲ့စုဖရကြီးတို့လည်းမဆွတ်သေးတော့ပါဘူး။မိုင်းနောင် စုဖရကြီးကလည်းနမ်မတော်ဆောင်မှာမဲတော်စင်ဖြူမရှင်အဆောင်တို့ပြောင်းနေခဲ့ရသည့်အထိဖြစ်ခဲ့ရပါတယ်။ဒီစအစိုးရအနေနဲ့တီထား၍တော့၎င်းစုဖရကြီးနဲ့မဲတော်စင်ဖြူမရှင်တို့ဤတောင်းဆိုမှုကြောင့်၎င်း ယခုကဲ့သို့တဝဲတို့တတိတခြားပို့လိုက်ခြင်းပဲဖြစ်ပါတယ်။စင်ဖြူမရှင်မိဘီရဲ့ကောင်းကြီးအဖွဲ့ကိုတဝဲမှာယခုတဝဲကောလိပ်အဆောင်အုံရှိသည့်နေရာမှာတတိတခြားဆိုင်တော်ဖြစ်ထားခဲ့ပါတယ်။ယခုတဝဲကောလိပ်ပြုလုပ်ထားသောအဆောင်အုံဟာယခင်ကမော်ယိုကရင်အထက်တန်းကျောင်းကြီး၏နေရာပဲဖြစ်ပါတယ်။ဤအဆောင်အုံကြီးမဆောက်ခင်ကဤနေရာမှာမိဘကြီးအိမ်တော်ရှိခဲ့ပါတယ်။အရှိမြောက်ဖက်မှာမျော်တော်ကန်ရှိပါတယ်။မြောက်ဖက်မှာတော့ဇီဝဆိုးကျောင်းနဲ့ဇေဒီတော်ရှိခဲ့ပါတယ်။မိဘကြီးအိမ်တော်ကိုတော့တတိတခြားဝင်းချံဖြစ်ထားကတဝဲအရေးပိုင်းက တာဝန်ယူရပါတယ်။ဝင်ထွက်သွားလာခါးစားသူများကိုလည်းမိဖုရားကြီးကအတိုင်းအဆမရှိစုတော်လက်တော်များချင်းမြင့်နေတဲ့ပြင်ဒီတစအစိုးရအနေနဲ့နောက်ပိုင်းမှာအဝင်အထွက်များကိုစက်မှတ်လိုက်ပါတယ်။စင်ဖြူမရှင်မိဖုရားကြီးနဲ့သမီးတော်စုဖုရားကြီးတို့ကိုဒီတစအစိုးရကနိုင်ငံရေးပင်စင်လာစာများပေးရမှာပထမတန်းအဖြစ်သတ်မှတ်ပေးကမ်းခဲ့ပါတယ်။1886ခုနှစ်ဖေဖော်ဝါရီလထဲမှာတော့မဲတော်စင်ဖြူမရှင်ကတဝဲမနေ၍ရန်ကုန်ရှိဝင်းရှင်တော်မဟာမင်းကြီးစကြဘာနဲ့ဘာနဲ့ပြစ်ကတ်တိုက်တီထောင်ခဲ့သူထံသို့ စားတစားပေးဖို့ကမန္တလေးတွင်ကြံရစ်ခဲ့သည့်ပစ္စည်းများကိုပြင်ပေးရန်တောင်းဆိုခဲ့ပါတယ်။ဘာနက်ကပစ္စည်းများကိုအတီးပြု၍မရနိုင်ကြောင်းထိုပစ္စည်းများသည်ပါရမိုစင်ကနန်းတော်ထဲသို့ဝင်ရောက်ယူငင်ကြသောမြန်မာအမျိုးသမီးတို့လက်သို့ပသွားသလိုဒီမဟုတ်အစိုးရ၏ပစ္စည်းသိမ်းကော်မတီထံမှရှိသလိုဆိုသည်ကိုတော့မပြောဆိုနိုင်ကြောင်းအကြောင်းပြန်ခဲ့ပါတယ်။ဤတွင်စင်ပြူမရှင်ကအိန္ဒိယဘရင်ခံချုပ်ထံစာရေးကမန္တလေးတွင်ကြံရစ်ခဲ့သည့်ပစ္စည်းစရိုင်းများကိုလည်းပူရဲပေးပို့ခဲ့ပါတယ်။စင်ပြူမရှင်မိဖုရားကြီးက1889ခုနှစ် င်ဩဂုတ်လ20ရက်ရက်စွဲဖြင့်အိန္ဒိယဘုရင်ခံကျုပ်ထံမှ1248ခုတစားမုံးလာဆန်း10ရက်နေ့1885ခုနိုဝင်ဘာလ29ရက်နေ့မနက်မှနိုင်ငံရေးအရာရှိချုပ်ဖြစ်သည့်ကာနက်စလေတင်ယခုစာအထွတ်နှင့်အဖွဲ့ဟာနန်းရွဲ့သို့ဝင်ရောက်ကာကျွန်ုပ်တို့အားတောင်ဦးရင်နန်းတို့ပြောင်းရွှေ့ဆန်းတော်မူရန်ညွှန်ကြားခဲ့ပါတယ်ညွှန်ကြားချက်သည်ချက်ချင်းလက်ခံဖြစ်သဖြင့်ကျွန်ုပ်၏အဖို့တန်ရန္နာများနှင့်ပတ်သက်၍မိကဲ့သို့တင်စီသမှုပြုလုပ်ရမည်ကိုမတွေးနိုင်တော့ပေအနာဂတ်တွင်ကျွန်ုပ်နှင့်ကျွန်ုပ်ကလေးများ၏အရေးအတွက်ဆယ်လီတင်ကို ခေါ်ယူကကျွန်ုပ်ဤမြောင်များစွာသောအဖိုးထက်ယန္တနာများအနက်မှာတချို့ကိုသာသိဆောင်နိုင်မည်ဖြစ်ကြောင်းတချို့ငွေတဲ့ရွှေတဲ့စိတ်내များကိုလည်းပြသကမိကန်တတာခြောင်းလုံးဖြစ်ထည့်သွင်းအနံခဲ့ပါတယ်။ဆလီတင်ကဗီတရှအစိုးရအနေနဲ့နန်းစင်ပစ္စည်းများကိုယူမီမဟုတ်ဘရင်နဲ့နိုင်ငံကိုသာအလိုရှိကြောင်းတို့ကြောင့်ဤအဖိုးတိုက်တန်ယန္တနာများမှာပျောက်ဆုံးမည်မဟုတ်ကြောင်းအာမခံပြီးမိဖုရားကြီးအလိုရှိသည့်အချိန်တွင်အချိန်မရွေးပြန်၍ရရှိနိုင်မည်ဖြစ်ကြောင်းပြောဆိုကနန်းစင်ယန္တနာများကိုထိမ့်သိမ်းလိုက်ပါတယ်။ဖိုးစင်ကမိကန်တတာတော်မှာယ ခုအချိန်ထိကျွန်တော်နဲ့အတူရှိနေပါတယ်။ကြွေတယ်၊ဖန်တယ်နဲ့အဝတ်အထည်များကိုအခန်းများတွင်လုံခြုံစွာပိတ်သိမ်းကာတော်များကိုလည်းကျွန်ုပ်အားအခေ၍အချိန်မရွေးထုတ်ယူနိုင်ကြောင်းလည်းပြောပြခဲ့ပါတယ်။ကျွန်ုပ်၏ရှေ့တွင်မင်းကာနက်စလေတန်က၎င်း၏စည်ရေးကြီးနှင့်ကလားလူမျိုးအခိုင်းစေနှစ်ဦးအားပစ္စည်းများထိန်းသိမ်းရန်တာဝန်ပေးပါတယ်။ထို့နောက်ကျွန်ုပ်တို့အားတောင်ဦးရင်နန်းသို့ပြောင်းရွှေ့ဆန်းနေစေကာညနေ3နာရီမှသင်းမော်တော်သို့စတင်ပူဆောင်ပါတယ်။ကျွန်ုပ်ကနေခဲ့ခြင်းကြောင့်တောင်ဆိုရစလေတန်ကကျွန်ုပ်သားမဟုတ်ကျွန်ုပ်၏သမီးစုဖျားကြီးပါနေခဲ့ ဲ့နိုင်ကြောင်းပြောဆိုပါတယ်။ကျွန်ုပ်သည်နေပြည်တော်တွင်နေခဲ့မည်ဟုဆုံးဖြတ်သောအခါကျွန်ုပ်၏ကလေးများကရန်ကုန်အထက်တူလိုက်ပါရန်တောင်းဆိုကြပါတယ်။ကျွန်ုပ်သည်စလီတင်အားရန်ကုန်သို့ရောက်သောအခါမှာနေပြည်တော်သို့ပြန်လည်ပို့ပေးပါမည်လားဟုမေးရမှာစလီတင်ကပို့ပေးမည်ဖြစ်ကြောင်းရန်ကုန်သားမကကာလာကတားထိလိုက်ပါလာနေရင်လည်းဘရင်ခန့်ချုပ်ကကျေနပ်စွာဖြင့်နေပြည်တော်သို့ပြန်လည်ပို့ပေးမည်ဖြစ်ကြောင်းဗြိတိသျလူမျိုးများသည်ဂတိကိုမပြည့်စေကြောင်းပြောကြားခဲ့ပါတယ်။ဒါကြောင့်မလို့ကျွန်ုပ်ဟာရန်ကုန်အထက်လိုက်ပါလာခဲ့ရာသက်ဆိုင်ရာအာဏာပိုင်များကတဝဲသို့ပို့ဆောင်ခဲ့ပြီးတိုင်းပြည် ည်ငြိမ်ဝတ်ပြီးပြသည့်အချိန်အထိနေထိုင်ရန်ညွှန်ကြားခဲ့ပါတယ်။ကျွန်ုပ်သည်ငင်းဆန်ခြင်းမပြုဘဲအရေးပိုင်နေရာချထားခဲ့သည့်အိမ်မှာနေထိုင်ခဲ့ပါတယ်။ကျွန်ုပ်၏ဆွေတော်မျိုးတော်အစီအကံများအတွက်မလုံလောက်ပါသဖြင့်ပါလာသည့်ပစ္စည်းတချို့ကိုရောင်းချသုံးဆွဲနေခဲ့ရကြောင်းကျွန်ုပ်သည်ညှို့ညင်ခြင်းမရှိဘဲယခုကဲ့သို့နေထိုင်လာခဲ့ရာမန္တလေးတိုက်တွင်စလေတင်အနှံခဲ့သည့်ကျွန်ုပ်၏ပစ္စည်းများနှင့်ပတ်သက်၍ကျွန်ုပ်နှင့်ဆွေတော်မျိုးတော်အချမ်းရံများကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက်ပြန်လည်ပေးအပ်စီလိုကြောင်းမြောက်တကအနောက်ဖက်ပန်းကုန်းအတွင်တိုက်တော်မှထားခဲ့တဲ့ပစ္စည်းစရင် င်းများကိုစာရေးသား၍ပါရမူချိန်ကကင်နက်စလင်ထန်တို့အနံခဲ့သည့်ပစ္စည်းစင်းရင်းနှင့်တကွာတင်ပြကပြန်ပေးရန်တိုင်ကြားတောင်းဆိုခဲ့ပါသည်။ထို့ရာမှာရင်းကိစ္စနှင့်ပတ်သက်၍ကာနက်စလင်တင်ကိုဆိုင်ရန်ကမေးမြန်းသည့်အခါမှာကာနက်စလင်တင်ကအောက်ပါအတိုင်းထွက်ဆိုခဲ့ပါသည်။မေတော်စင်ဖြူမရှင်ကသူခန်းဆောင်အတွင်သို့ခေါ်ကအခိုင်အမာတော့ခတ်ထားသည့်တက်တာကြီးသုံးလုံးကိုကျွန်ုပ်အားပြသပြီးနောက်ထိုတက်တာတွေတွင်မွေ3000ရှိသည့်ပြောသည့်ကိုမှတ်မိပါသည်။ကျွန်ုပ်ကတက်တာများမှစိတ်ချရကြောင်းတို့ရရင်တက်တာထဲမှာပတ်စံများနှင့်ပတ်သက်၍ကျွန် ျွန်ုပ်ကတိမပေးနိုင်ကြောင်းပြောပါသည်ကျွန်ုပ်အားမြေသည့်တော့ကိုမှမအပ်ခဲ့ပါထို့အချိန်ကာလစင်ဖြူမရှင်ဤအခန်းဆောင်ထဲတွင်အမျိုးသမီးအခြေရန်များသာမကတာမန်အမျိုးသမီးများကလည်းပြည့်နေနေပါသည်ရှင်တို့မှာအထုပ်အပိုးတို့ကိုထုတ်ပိုးပြီးတော့တခြားသူရွှေပြောင်းရန်ခေါ်ထားခြင်းဖြစ်ပါသည်တိဘောဘရင်နန်းကြပြီးတဲ့နောက်ခြားပြစ်ပြစ်ထားခဲ့သည့်စင်ဖြူမရှင်ဤကိုပိုင်းပစ္စည်းများအားနန်းတော်မှာတခြားသောပစ္စည်းများနှင့်ရောထွေးသွားပြီးပစ္စည်းသိမ်းကော်မတီလက်ထက်သို့ရောက်သွားနိုင်ပါသည်အကယ်၍ထုတ်ပစ္စည်းများထဲမှာသူပိုင်းပစ္စည်းဟုရွေးထုတ်ပြနိုင်မည် ဆိုလျင်သူ့ပိုင်ဆိုင်မှုကိုခွင့်ပြုသင့်သည်ဟုထွက်ဆိုခဲ့ပါတယ်။အိန္ဒိယဘုရင်ခန်ချုပ်ကစင်ပြူမရှင်၏ပစ္စည်းများပျောက်ဆုံးသည့်အတွက်ဝမ်းနေကြောင်းထုတ်ဖော်ပြောဆိုကရင်းကိစ္စနှင့်ပတ်သက်၍အမြန်မာနိုင်ငံဝင်းရှင်တော်မင်းကြီးစာချာကရော့စ်ဝိတ်ကဆုံးဖြတ်ပြီးသည့်အလျောက်လိုက်ပါလာခြင်းဖြစ်ကြောင်းသူနှစ်သက်ရာသို့သွားနိုင်သည်ဟုစလေတင်ကအာမခံပြီးဖြစ်ကြောင်းဖော်ပြခဲ့ရာထိုစာပါချက်လက်တို့ကိုဗြိတိရှ်အစိုးရကယုံကြည်မှုမရှိဗြိတိရှ်အစိုးရအမြင်၌စင်ပြူမခြင်းသည်1888ခုနှစ်တုန်းကတီဘောဘုရင်တင်သူဖြစ်ပြီးမင်းစ ွေမင်းမျိုးတို့ကိုတပ်ဖြတ်မှုတွင်လည်းတာဝန်ရှိသူဖြစ်သည့်အပြင်စင်ဖြူမရှင်သည်ကလောရကြီးဖြင့်လရဲဆရဲရှိသူဟုလည်းနားလည်ထားခြင်းဖြစ်ပါသည်ရှင်နှစ်တက်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ကုန်းမောင်ခင်မမသိသူမရှိနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့စင်ဖြူမရှင်ရဲ့တမိုင်းကြောင်းလေးကိုလေ့လာမိသလောက်တက်ဆက်ပေးသွားခြင်းပဲဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဘ ഹു တုတဖြစ်ဖွယ်တမိုင်းကြောင်းလေးများကိုဆက်လက်တက်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။